ဒီနေ့ကတော့ဖြိုးကအိမ်မှာလွယ်လွယ်ကူကူလှုပ်ရှားလို့ရတဲ့ဆောင်းလေးခွေကျော်လေးကိုလုပ်ပြီးတော့စားပြမလို့ပါ travel blog လေးအဆုံးထိကြည့်ပေးကြပါဦးရှင်အားလုံးပဲမင်္ဂလာပါရှင်ဖြိုးရဲ့ page ကနေပြန်လဲကြိုဆိုလိုက်ပါရဲ့ဒီနေ့ကတော့ဖြိုးအားစာကလေးခွေလေးလှုပ်ရှားမှာပေါ့နော်ဒါကြတော့ဖြိုးပဲစိမ့်မုတ်ကိုတုံးထားတာပါပဲစိမ့်မုတ်ကိုကြတော့150 g တထုပ်ကိုဖြိုးတုံးထားတာပေါ့နော် ပဲစိမ့်မုတ်ကိုရေနဲ့ဖြော်ပြီးရင်တော့ဖြိုးဟာဒါကော်မုတ်လေးကိုစတီးစုံနဲ့နှစုံထည့်ပါရယ်။ကောက်ညုံမုတ်ကိုလည်းကြစ်ကြစ်လေးစားကြလို့စတီးစုံနဲ့တစုံထည့်လိုက်တယ်။ပြီးရင်စားနဲ့နဲ့တကြားနဲ့နဲ့ထည့်တယ်။ရေလေးထည့်ပြီးတော့ဖြိုးတို့အရေလေးကိုမပြည့်မကျဲဖြစ်တဲ့အထိဖြိုးတို့ကမှွေပေးရမှာပေါ့နော်။ဒါကြတော့ဖြိုးစမ်းတက်ပြီးတော့လှုပ်စားကြည့်တာဆိုတော့လေကိုကကော်မုတ်တရော ကောက်ညင်မုတ်တရောထည့်တာပေါ့နော်အကယ်၍ကိုကကောက်ညင်မုတ်မရှိရင်ကောက်ညင်မုတ်မထည့်လို့ရတယ်နော် ကဲအခုလိုအနေထားရောက်ပြီဆိုရင်ဖြိုးတို့ဒါအိတ်လေးတွေကိုထည့်ပြီးတော့စောက်ခွေးခွေစကြလို့ရပါပြီ။ ပုံစံခွက်ဘူးလေးတွေရှိရဆိုလို့ရှိရင်တော့လည်းအလွယ်တာပေါ့နော်ဒါပေမဲ့ဖြိုးအားကြတော့ plastic အိတ်တွေကိုထည့်ပြီးတော့ပဲအခုလိုကြော်ပေးပါတယ်စီပူပူထဲမှာဒါဖြည်းဖြည်းချင်းထည့်ပြီးတော့ကြော်ပေးရမှာပေါ့နော်ကြော်တဲ့အခါမှာလေဒီအိတ်နဲ့ကြော်တာကြတော့တခုတတိထားရမယ်နော်အစကိုဖြိုးလို့တခါတည်းတက်ပြီးကြော်ပေးနော်မဟုတ်လို့ရှိရင်ဘေးတွေကိုကားထွက်ပြီးတော့လေမလာမပါဖြစ်သွားတတ်တာပေါ့နော်ကဲအခုဆိုရင်ဖြိုးရဲ့စာကလေးကွေလေးတွေရသွားပါပြီ အကွာကိုအိမ်မှာအပျော်ကြော်စားတာဆိုတော့လေမလှတော့မလှဘူးပေါ့နော်ဒါပေမဲ့အရသာတော့တကယ်စကောင်းတယ်တိလားလိုက်ပြီးတော့ကြော်စားကြည့်ကြအောင်နော်ແກ່ຜູ້ສ່ວນຜູ້ແຮສາກະລີກຸຍລີດີຕະຄຸບີຕະຄຸຍາຊິຕົວໄປ ကဲခုဆိုလို့ရှိရင်တော့မဖြိုးကိုယ်တိုင်ကြော်ထားတဲ့စာကလေးကွေလေးတွေရသွားပါပြီဖြိုးအားကြတော့ဟိုညှစ်ဘူးတွေဘာမှမရှိဘူးဆိုတော့လေဖြိုးကပလတ်စတစ်နဲ့ပဲလေဟိုညှစ်ချတော့လေတိတ်တော့မလှဘူးပေါ့နော်ဒါပေမဲ့အရသာဘလို့ရှိတယ်ဆိုတော့စာကြည့်ပါမယ်ဖြိုးဖူလီလေးအရင်ကြည့်ပါမယ်စာကြပါအောင်ရှင်ခုစာကြည့်တော့မနော်음ဘယ်လိုလဲဘာ음ဖြိုးရဲ့တရားပို့ထက်တာတော့လေ ချိုချိုဆက်ဆိုင်လေးဖြစ်နေတယ်ကောင်းတယ်ကွာကိုကြောစားတော့စီလဲတတန်စားရတယ်တခြားကမကန်နဲ့ပတ်သက်တဲ့ဘာမှမထည့်တာဆိုတော့လေဆက်ချက်လက်ချက်စားလို့ရတာပေါ့နော်မိုက်တယ်ဆိုင်မျိုးပဲ ဆက်ဆက်လေးနဲ့စားလို့ကောင်းပြီးရင်ဒါကိုလေအေးခံပြီးတော့သူတို့လေလုံးနဲ့ဘူးထဲမှာထည့်ပြီးတော့စားမယ်ဆိုအကြိုင်ရဲကြိုင်ထားစားလို့ရတယ်ရတယ်နော်တပင်းဖြူကနောက်တနေ့စားအောင်မယ်ဒီမှာကျသွန်စိမ့်လေးရဲ့ပြောလို့ရှိရင်မငုတ်တီလေးရဲ့ပြောရရှင်စားရဲ့အချုံမုံလေးနဲ့နဲ့ထည့်စီလေးထည့်ပြီးတော့ပေါ့နော်ဒါလေးကိုတုတ်စားမှာဖြစ်ပါရဲ့ရှင်းထည့်လိုက် ပြီးဒီလိုမျိုးနေပါမယ်။ကဲရပါပြီစားလို့ရပါပြီ။စားကြပါအောင်ရှင်။ပြူရစားရမယ်နော်။တော့နာမမွေးလေးနဲ့မြုပ်တင်စရာဆက်ဆက်လေးဆိုရယ်ကောင်းနေပါဖြူအခုကြော်တာပြီးဘူးလေးနဲ့တခြားတင်းတင်းထားလိုက်တာပေါ့နော်ပြီးရင်ဖြူလက်ဖက်တုပ်စားတဲ့ခါကျတော့ရှင်အထည့်စားလို့ရရယ် မင်းအခုလိုလေးတုတ်ပြီးတော့လေခမင်းဖြူနေတဲ့စားလေအရင်မိုက်လေတည်တာချေချေနွေးချမ်းလေးနဲ့တောက်လိုက်လိုက်တယ် တသွန်နီလေးငုပ်တီတွေကဲ့မိတယ်ကောင်းတော့ပါဖြိုးကလောက်ပဲစားတော့မှာပေါ့နော်ပြီးမှအေးဆက်ဆက်ပြီးတော့ထမင်းနဲ့စားပါတော့မယ်ဖြိုးလိုပဲအိမ်မှာကိုယ်တိုင်လှုပ်စားမှသဘောကျတဲ့လူတွေအတွက်ဆိုရင်ဖြိုးလှုပ်စားသွားတယ်ဆောက်ကြီးကွေလှုပ်နေလို့လိုက်ပြီးတော့လှုပ်စားကြအောင်နော်လှုပ်ရတာလည်းအရန်လွယ်ကူတယ်ဆိုတော့လှုပ်ဖြောင်လှုပ်ကြနော်ကဲနောက်တော့ကြာလို့ရှင်နော်ဖြိုးဘာတွေချက်ပြပြီးတော့ဘာတွေစားပြအောင်လို့ဆိုတာစောင့်မကြည့်ရှုပေးကြပါအောင်ရှင်တက်တာ